တိုင်းသားနဲ့တက်ဆိုင်ရတက်ဆိုင်ရပုံကူများလည်းဖြစ်နေတာကိုပဲပြောဖို့လုံးကြဖို့ဒါပြောချင်ပါမဖြစ်နေတာလည်းရှောက်ပြောပြီးတော့ကအလုံးနေလို့မရပါဘူးတက်ဆိုင်သူပုံကူများပေါ့တက်ဆိုင်ပုံကူများဟလာဒီတကယ်ပြည်တော်သူအကျိုးပေါ့ပြောသူအကျိုးတိုင်းသားပြည်သူတွေရဲ့ပြည်သူတွေလည်းအကျိုးဟောနိုင်ငံတော်ရဲ့အကျိုးကိုကြည့်ပြီးတော့ဆောင်ရွက်ပေးကြဖို့တိုက်တွန်းတို့ပါတယ်ကျွန်တော်အလေးထည့်ပြီးဒါပြောပြစီ ဲ့တော့ကျွန်တော်တို့ရဲ့နိုင်ငံကိုဟဲ့ဒုက္ခရောက်အောင်တော့မလုပ်ကြဘူးကျွန်တော်ပြောချင်ပါတယ်အာဏာသိမ်းစစ်အုပ်စုကကျင်းပနေတဲ့တနိုင်ငံလုံးပြစ်ခတ်တိုက်ခိုက်မှုရစဲရေးသဘောတူစာချုပ် NCA ဆယ်နှစ်ပြည့်ပွဲကိုတက်ရောက်သူတွေဟာအကြမ်းဖက်လူသက်သမားကိုဝင်းရံအားဖြည့်တယ်လို့ဖြစ်နေတယ်လို့နိုင်ငံရေးနဲ့တော်လိုင်းအင်အားစုတွေကဝေဖန်ထောက်ပြကြပါတယ်နိုင်ငံရေးကျင်းသားများကူညီစောင့်ရှောက်ရေးအသင်း AAPB ကပြည့်စုံထားတဲ့စည်ရင်းတွေအရာ အာဏာသိမ်းပြီးတဲ့နောက်စစ်တပ်ဟာပြည်သူ9000ကျော်ကိုတပ်ဖြတ်ထားသလို NCA စနစ်ပြည့်ပွဲမတိုင်ခင်ရပ်ပိုင်းလပိုင်းမှာတင်စာတင်ကြောင်းတွေစစ်ဆောင်စခန်းတွေနဲ့လူနေအိမ်တွေကိုပိတ်မှတ်ထားဘုံကျဲတိုက်ခိုက်မှုတွေလုပ်ထားတာဖြစ်ပါတယ်ဒီလိုအရဲသားတွေကိုဘုံကျဲရမှာအဓိကတာဝန်ရှိတဲ့စစ်ကောင်းဆောင်တယောက်ကပြောတဲ့ငြင်းငြင်းရေးစကားကိုတရုတ်အိန္ဒိယနဲ့ထိုင်းနိုင်ငံကဆစ်လွတ်တဲ့ကိုယ်စားလှယ်တွေကလက်ခုပ်အောပါပေးနေတာကို NCA စနစ်ပြပွဲမှာတွေ့နေရတာဖြစ်ပါတယ်23နောက်ပိုင်းမှာဟိုစစ်တပ်ကနေပြီးတော့ပြည်သူလူထုပေါ်ရက်စက်ချမ်းချုံမှုနဲ့အကုန်လုံးဖြစ်လို့ဖြစ်စီအကုန်လုံးဟိုတပ်ဖြတ်တဲ့ဟာတွေကအတော်မတနိုင်အောင်ကုတ္တိဖြစ်နေတဲ့ဟာကိုဒါကတော့ချုံသိက္ခာရတော်တော်လေးကိုအတိမ်ဆောင်မခံနိုင်တဲ့ခေတ်ရရတစ်ခုလို့ကျွန်တော်တို့မြင်တဲ့အပေါ်မှာဒါကတော့သူတို့ က်ရောက်ပွားတယ်ဆိုတာကသူတို့ရဲ့ဆုံးဖြတ်ချက်ပဲဖြစ်လဲဆိုတော့ဒါကိုယ့်ရဲ့ဟိုဟိုဒါပေါ့နော် ကိုကိုယ့်ရဲ့တံပိုးကိုဖြတ်လာဖြတ်လိုက်တာပဲလို့ကျွန်တော်တို့နားလည်ရပါတယ်ဒီဘွဲကို NCA ပြတ်ပြီလို့ကြေညာထားတဲ့ကရင်အမျိုးသားစီယုံ KNU မြန်မာနိုင်ငံလုံးဆိုင်ရာចောင်းသားများဒီမိုကရက်တစ်တပ်ဦး ABSDF နဲ့ချင်းမျိုးသားတပ်ဦး CNF တို့မတက်ရောက်ပင်မဲ့ 7EO Alliance အမိခံထားတဲ့အပြည့်အဖွဲ့ဝင်တချို့နဲ့စစ်တပ်ရဲ့ရွေးကောက်ပွဲကိုဝင်ပြိုင်ကြမဲ့ နိုင်ငံရေးပါတီတွေတက်ရောက်ကြတာတွေ့ရပါတယ်။ NCA မှာပါဝင်လက်မှတ်ထိုးထားတဲ့10ဖွဲ့တွေက KNU အပါအဝင်6ဖွဲ့ဟာ UNRCN နဲ့နိုင်ငံတကာတန်တမန်တွေအနေနဲ့အကြမ်းဖက်မှုတွေကျူးလွန်နေတဲ့ဆီယာနာရှင်တွေကို ထောက်ခံတာမျိုးမဖြစ်စေဖို့ NCA ဘွဲကို မတက်ရောက်ဖို့အော်တိုဘာလ23ရက်နေ့မှာကြေညာချက်ထုတ်ခဲ့ပါသေးတယ်။ဒီဘွဲကိုတရုတ်နိုင်ငံရဲ့အာရှရေးရာအထူးကိုယ်စားလှယ်မစ္စတာတိတ်ရှိချင်းအိန္ဒိယနိုင်ငံတန်အမတ်နဲ့ ထိုင်းတန်အမှန်ဟောင်းတို့ကတက်ရောက်ပြီးအမှားစကားပြောခဲ့ကြတာတွေ့ရပါတယ်။စစ်ကောင်မရှင်ကတော့ဒီပွဲကိုမြန်မာနိုင်ငံအတွင်းကတန်ယုံအရာရှိအယောက်30နဲ့တန်မတ်17ယောက်တက်ရောက်ခဲ့တယ်လို့ထုတ်ပြန်ထားပါတယ်။သူတို့ကလက်နက်တွေကြီးစံနေရောင်းနေတဲ့ဖွဲ့စည်းတွေပဲဗျာ။နော်။လူသတ်တာလောက်ကတော့ပါဆန်းမှာတော့ခုပြည်သူတွေတက်နေတာလေ။ကျွန်တော်တို့တပုံကိုတက်တာတပုံကိုပြစ်တာနည်းနည်း နော်အခုလူစုစုမြင်လို့ရှင်ဘုံကျဲတက်ဖြတ်နေတယ်လူသားသမားကိုဟိုအားပေးနေတာဒီမကတော့ဘူးလေနော်အာပြည်သူတွေကိုတက်ဖြတ်နေတဲ့မြန်မာနော်ဟိုစီးပွားရေးကဝင်ပြီးတော့ဒီအမျက်ထုတ်နေတဲ့နော်နိုင်ငံကြီးတွေရဲ့မျက်မှောက်ခေနိုင်ငံကြီးပေါ့ဗျာအလွန်ဆက်ဆုပ်ရွှင်ရှားဖို့ကောင်းပါ နိုင်ငံရေးလေလာသုံးသက်သူတွေနဲ့တိုင်းရင်းသားခေါင်းဆောင်တွေကတော့စစ်တပ်ဟာအာဏာသိမ်းပြီးတဲ့ကတရားဝင်မှုပြည်တွင်းပြည်ပအတိမတ်ပြုမှုဆုံးရှုံးနေတာကြောင့်တရားဝင်မှုရအောင်ရွေးကောက်ပွဲကိုဇိုတင်ကျင်းပနေတာပြင်ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အဖြစ် NCA ကိုဟန်ပြလှုပ်ဆောင်နေတာဖြစ်တယ်လို့ဆိုကြပါဗျာ။